တလင်းလာလာသည်များအနေနဲ့အခုရောက်ရှိနေတဲ့အော်တိုဘာလာ လာဝက်ကနေစပြီးတော့အော်တိုဘာလာကုန်ပိုင်းအထိအလောက်ကိုင်းငွေကြေးနဲ့ထူးထူးခြားခြားဘလို့အဖြစ်ပြက်တွေဂျုံတွေးရနိုင်မလဲဆိုတာကို ဟောကြားပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးအလုံးကိုင်းခြင်းတွေကိုကြည့်လိုက်တဲ့အခါမှာတင်းလာသားမိများဟာလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာမတင်မကျဖြစ်နေတတ်ပါတယ်အဲ့တော့ဟိုမြောက်တီမြောက်ဖြစ်နေပါတယ်လို့ဆိုရမှာပါပဲအဲ့တော့ကိုလုံးနေတဲ့အလုပ်တွေက မပြီးသေးတာတို့မပြီးပြတ်တာတို့အဲထင်းကော့ခက်ခဲကြံ့ကြာနေတာတို့စတဲ့ပုံစံမျိုးတွေကို ကြုံရတတ်ပါတယ်။နောက်တစ်ခုကလုပ်ငန်းကိန်းကန်ပိုင်းတွေမှာအခက်အခဲအနှောက်အယှက်လေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်။ဒါလေးတွေကိုနည်းနည်းဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာ။မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ။တင်းလာသားသမီးများအနေနဲ့ငွေကြေးစည်းဝါးလက်လာပါပိုင်းအနေနဲ့ပတ်သက်ပြီးတော့ တော်တော်လေးပွင့်လန်းတိုးတက်လို့လာပါလိမ့်မယ်။ငွေဝေနိုင်တဲ့လမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနိုင်ပါမယ်။ဥမာဈေးရောက်နေတဲ့သူတရားဆိုလို့ရှိရင်ပို့ပြီးတော့အယောင်းဝယ်တွေကောင်းလာလိမ့်မယ်။လက်လာပါတွေရွှင်လာပါလိမ့်မယ်။ဒါမှမဟုတ်ဒါတဏှာသားကြီးများရဲ့ဒီအော်တိုဘာလကုန်ပိုင်းအထီပေါ့နော်။ငွေကြေးကန့်ကြမ်းမအခြေအနေကတော့တော်တော်လေးကိုကောင်းမွန်လှပါတယ်လို့ဒါလက်ရှိအင်္ဂါဝိဇာအရာ ကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်။ဘာဒီတူတူကြဲကြဲကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရွက်ကတ်လေးနဲ့လည်းပဲထပ်ပြီးတော့ ကြည့်ပေးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းနဲ့ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေ တင်ထားတာရှိပါတယ်။အရိကနေဆက်သွယ်ပြီးတော့ကြိုတင်စရင်ပေးကဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံဘူးစွာကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲဘူးတော့တင်းထားသားသမီးများအတွက်ဒီလာကိုပိုင်းအခြေအနေလေးကိုကျွန်တော်တဲရော့ကလေးချိုးကြည့်လိုက်ပါပြီ။ တင်းထသားသမီးများအနေနဲ့အောက်တိုဘာလဝက်ပိုင်းကနေစပြီးတော့လကော်ပိုင်းအထိဒီကာလတွေမှာမိကောင်းဆွေကောင်းနေနဲ့စုံတွေ့ရတတ်ပါတယ်။ဆရာသမားလိုပုံကိုယ်တွေအကြီးအကဲလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဘယ်ကိစ္စကိုပဲလုံးလုံးဉာဏ်ပညာအတွေးခေါ်နဲ့ ုက္ကံဆောင်ရွက်ခြင်းအပြင်ပေါ့နော်ပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာအတိတူးညံတူအတွေးတူးအမြင်တူအတွေးအသည့်အမြင်အသည့်အိုင်ဒီယာအသည့်တွေထွက်ပေါ်လာနိုင်တယ်လို့အရာတွေကိုအသုံးချလုံဆောင်ရင်းနဲ့လည်းပဲအောင်မြင်မှုများရရှိ နိုင်ပါလိမ့်မယ်လို့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေသက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ဗုဒ္ဓဘူးသားကြီးများတွေအခုအော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလာကုန်အထိပေါ့နော်ကံကြမ္မာအခြေအနေကိုဟောပြောပြမှာပါအဓိကအဖြစ်အလောက်ကိုင်းတဲ့ငွေကြီးပိုင်းရေနောက်ဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတဲရက်ကလေးနဲ့ရေကျွန်တော်ဟောကြောဟောပြောပြမှာပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးဘူးဆိုရင်လည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ ဖော်လို့လောက်ခဲ့ပြီလို့ရပါတယ်ခင်ဗျာဗုဒ္ဓဘုရားသင်းများဟာအခုဒီအော်တိုဘာလလာကုန်ပိုင်းအထိပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေနောက်တိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်လုပ်ငန်းကိုင်းနံပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်စေနိုင်တဲ့အခြေအနေမျိုးကိုလက်ရှိအင်္ဂါဝိဇ္ဇာရကျွန်တော်အနေနဲ့ တွေ့ရရပါတယ်အလုံးမှအကူကြီးကောင်းအထောက်ပံ့ကောင်းနေအဆက်အသွယ်ကောင်းနေလည်းပဲညာတော့ရရှိလာနိုင်ပါတယ်ကိုပါဟိုပဲလှုပ်ချင်လှုပ်ချင်ကိုပါဟိုပဲဖြစ်ချင်ဖြစ်ချင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုဖြစ်ချင်တာတွေကိုအင်တိုင်းအားတိုင်းနဲ့ကြိုးစားလှုပ်ဆောင်ပါလို့အကြံပြုပေးလိုပါတယ်ငွေကြေးပိုင်း ငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိပါတယ်အဲ့တော့ထိပေါက်သလိုချဲပေါက်သလိုအမွေရသလိုမျိုးပေါ့နော်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေရှိနေတယ်လို့တွေ့ရတာဖြစ်တဲ့အတွက်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကိုဖွင့်ထားပါအဲ့တော့လုပ်ငန်းကိန်းငန်းပိုင်းတွေမှာလည်းငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှိရင်လက်လာပါတွေအထူးပေါ်များကြွယ်ဝစေနိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့အရင်ဆုံးအင်္ဂါဝိဇ္ဇာရအလောက်ကနေငွေကြေးအတွက်ကိုကျွန်တော်ကြည့်ပေးတာပါဘာတွေထူးထူးခြားခြားထပ်မံကြုံတွေ့ရဖွယ်ရှိနိုင်မလဲဆိုတာကိုတဲရော့ကန်လေးနဲ့ကံကြမ္မာဖတ်ကြားပေးမှာပါမိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီမီးမြန်းကျင်နေဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဓိကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးက မေးမြန်းလို့ရပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ပေရင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲခုဆက်လက်ပြီးတော့ဒါတဲရော့ကန်နေတဲ့ဗုဒ္ဓဟူသားမိများတွေဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကျွန်တော်ကြည့်ပေးလိုက်ပါပြီ။ဘာတွေကြုံတွေ့ရနိုင်မလဲဆိုတော့သီတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကို ရရှိစေပါလိမ့်မယ်အဲ့တော့နာမည်ကုန်သွင်းတွေကြော်စောပါလိမ့်မယ်အကူအညီကောင်းထောက်ပံ့ကောင်းတွေကိုရရှိမယ်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အလွန်ကောင်းမွန်တဲ့အချိန်ကာလပိုင်းခြားတစ်ခုကိုရောက်ရှိနေပြီလို့စိတ်ထဲမှာအဲယုံကြည်သွားလက်ခံထားလိုက်ပါလို့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်သက်တဲ့ဆိုအောက်ဖက်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါ စနေသားနေ့များတွင်အခုရောက်ရှိနေတဲ့ဒီရဲ့အော်တိုဘာလလာဝက်ကနေစပြီးတော့လာကုန်ပိုင်းအထိပေါ့နော်အလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဆာနဲ့ကျွန်တော်ကြည့်ပေးပါမယ်။ရပြီးတဲ့အခါမှာထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုဒါတဲတော့ကန်နဲ့ကကြမှာဖတ်ကြားပေးပါမယ်ဖြစ်ပါလေခင်ဗျာ။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ ဖော်လို့လုပ်ခဲ့ပြီလို့ကြားပါတယ်ခင်ဗျာစနေသားမိများအနေနဲ့လုပ်ငန်းခိုင်ခံပိုင်းတွေကရှေ့ကိုမရောက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပါတယ်အလုံးမှာအခက်ခဲမှုတွေစိန်ခေါ်မှုတွေများစွာကြုံတွေ့နေရတာပါတယ်အလုံးနဲ့ပတ်သက်တဲ့ PR တွေလည်းပဲတအားများနေတာပါတယ်ဒါမို့အလုံးကိုင်းနဲ့ပတ်သက်တဲ့ဒီချိန်ကာလပိုင်းထားရဲ့အခြေအနေကတော့ဒါခက်ခဲကြတဲ့ကနေအဲကြိုးစားယုံကံပြီးတော့ပေါ့နော် များသောအားဖြင့်အစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့တော့ငွေကြေးပိုင်းမှာတော့အဆင်ပြေမှုတွေရှိလာပါလိမ့်မယ်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေပွင့်လန်းလို့လာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတချို့ကိုပြည်လည်အောင်ဖြည့်ရှင်းလုံဆောင်နိုင်လိမ့်မယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ဒါမို့လို့အဲစနေသားမိများရဲ့ဒီကာလငွေကြေးပိုင်းအခြေအနေတွေ့ဖို့တော့ကျွန်တော်အနေနဲ့ ကောင်းပါတယ်လို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာကဲဒါကတော့အရင်ဆုံးအလုံးကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဇ္ဇာနဲ့ကျွန်တော်ဟောပြောပေးတာပါဘာတွေထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်မလဲဆိုတာကိုတဲရက်ကန်နဲ့လည်းပဲကကြမှာဖတ်ကြားပေးပါမယ် ဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိစေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းကျင်တယ်ဆိုရင် TikTok ဘာယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အရင်ကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့တော့တဦးချင်းတယောက်ချင်းကိန်းငန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်တွေကိုကျွန်တော်ပို့ပေးတယ်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတဦးကို 2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲခုဆက်ပြီးတော့စနေသားမီးများတွေဒါတဲ့ရက်ကလေးနဲ့ကျွန်တော်ဟောကြားပေးလိုက်ပါပြီ။စနေသားမီးများဟာဒီချိန်ကာလပိုင်းကြမှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရပ်မျိုးတွေကိုဆောင်ရွက်ရတတ်ပါတယ်။ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေကလည်းပို့ပြီးတော့ကံနေကောင်းစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ဒီကာလအတွင်းမှာအတွေ့အကြုံအမြင်တို့ အတိရူးညံလူတွေရသွားတတ်ပါတယ်။နောက်တချို့ဘာလို့လို့ဘာကရမှမသိဘူးလမ်းပြောက်နေပါတယ်ဆိုတဲ့သူတွေကလည်းပဲဘာလို့လို့ဘာကရမယ်ဆိုတဲ့လမ်းစာတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အခွင့်လမ်းကောင်းတချို့ရလာနိုင်ပါတယ်။အဲတိုးတက်အောင်မြင်မှုလေးတွေလည်းရှိလာနိုင်ပါတယ်။အထူးသဖြင့်မိကောင်းဆွေကောင်းတွေနဲ့ဆုံတွေ့ရတတ်တယ်။ဆရာသမားလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလည်းရှိ တဲရောကကနမိတ်ပုံရကျွန်တော်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ရဟောပြောချက်လေးတွေကိုသဘောကျနှစ်သက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးလှည့်ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်